အားလုံးပဲမင်္ဂလာပါဗျာ။ဆိုင်းလန်သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖိုင်လေးရောဘဲပါတီကိုမဲထည့်မယ်ဆိုပြီးပြောလာတဲ့မဘာသာဖုန်ကြီးတဲ့ W ကားတွေဖမ်းတော့မယ်ဆိုတဲ့အပေါ်တုံးသက်ပြလာတဲ့မင်းကြီးဦးမောင်မြင့်ရဲ့ရုပ်သံပြီးတော့ဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ဒီမှာအဲ့ဒီကြောင့်လည်းပတ်သက်ပြီးသူတို့တွေကဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့ဝေဖန်ပေးကြပါဦးခင်ဗျာ။ အားလုံးကိုလည်းဆိုင်းနံသတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာအလောမင်္ဂလာပေါင်းနဲ့ခါညောင်းကြပါစီဗျာလို့လူမကောင်းတောင်းလိုက်ပါတယ်နေပြီးတော့နေပြီးတော့ရွာဦးကျောင်းဆရာတော်ကိုနေကြတယ်ဘုန်းကြီးဘယ်ပါတီကိုအားပေးလဲတဲ့ ဘောဘွားပြပြောလိုက်တယ်တခွန်းနဲ့မျိုးပါတာတာနာရှိတဲ့ပါတီကိုအားပေးပါတယ်လို့ဟုတ်လားဘရမဘုံဘုံတို့အားပေးခဲ့တဲ့ပါတီက NLD လေးအဲ့တော့ဘယ်ချိန်ကာလတော့အောင်မဲ့ဦးတန်းရွှေတို့ဦးခင်ညွန်တို့လက်ထက်မှာတနတ်နဲ့ပြည့်မဲ့တကယ်ကဲဂျားတဲ့ကကိုဒေါအောင်စန်းစုကြည်မှာဒေါအောင်စန်းစုကြည်အားပေးခဲ့တာ မျိုးဘာသာတာနာကိုကာကွယ်မယ်ထင်လို့အာကန်နေနောက်ဥသိမ့်စိန်လက်ထက်ဘုန်းဘုန်းတို့အားပေးတဲ့ဥသိမ့်စိန်မဘာသာဆိုတာကြီးကိုလက်မကြီးထိုးပြီးတော့မှတော်တော်လည်းမတင်ပေးလိုက်တာတလင်တမယစနစ်တို့ဘာတို့အခုမိမိတို့ပြင်သုံးနေကြပြီမို့လားတရားတွေဘာဆွဲဆိုနေရပြီမို့လားသမဏေဥသိမ့်စိန်ကတင်သွင်းပေးတာ အမဘာသာထုတ်လိုက်တဲ့ဥပဒေနော်နောက်ဘုံဘုံတို့ဒုတိယအန်ဒီနဲ့ပြိုင်နေပေါ့နော်ဘုံဘုံတို့အန်ဒီအမ်ပေးတော့အဲ့ချိန်မှာဒီခိုင်ပြိုးဆိုရအပေးတာဒီခိုင်ပြိုးကမြို့ဘာသာသာနာအတွက်အထောက်ပံ့ဖြစ်လောက်တယ်ဆိုပြီးတော့ဒီခိုင်ပြိုးအခု2025မှာရွေးကောက်ပွဲလာမယ်ဘုံဘုံတို့ကပြိုင်ခိုင်ပြိုးအပေးမယ်နော် ဟိုနားမလဲလို့ပြန်ပြောပါအောင်လို့မမေးနဲ့နှစ်ခါပြန်နားတော့သုံးခါပြန်နားတော့2025မှာပြီးခိုင်ဖြိုးကိုဆက်ပြီးအားပေးမယ်နော်အေး2030ကြာလို့ရှိရင်တော့ပြီးခိုင်ဖြိုးတဲ့မျိုးဘာသာတာနာကိုရှစ်လာတဲ့အမျိုးသားရေးပါတီတွေထွက်လာရင်တော့ပြီးခိုင်ဖြိုးလဲကြောင်းအဲ့လိုအားပေးရတော့ ဲ့လိုအမေးရမင်းတို့လိုဟိုးမအေမွေးတွေကနေပြီးတော့မှ NLD လာတာမဟုတ်ဘူးငါတို့အရင်တော့ NLD NLD ကနေဥသိစေဥသိစေကနေပြီးတော့တကဒီကန်ပြိုးဒီကန်ပြိုးကနေပြီးတော့မှအဲ့လိုပြောင်းလာတာအဲ့တော့အမျိုးဘာသာသာနာကိုရှစ်တဲ့ပါတီကိုငါတို့ကအပေးတယ်မင်းလာညာကြမှာခင်ဗျာလိုင်းပေါ်မှာတော့တမောတော်ကဝတ်တော့ကားတွေကိုဖန်ဆီးရဲ့ကိစ္စတော်တော်လေးကိုစိတ်ဝင်စားနေကြတယ်ဗျာ ဘာပဲပတ်သက်မှုတွေတော်တော်များကြတယ်ဘုသောကစီးတဲ့လူတွေဘုသောကစီးတဲ့လူတွေရဲ့မိတ်ဆွေတွေပြီးတော့ဖန်ဆီးရမယ့်အဖွဲ့အစည်းတွေပေါ့လေတော်တော်လေးကိုဒါတွေကဟို work look ကလည်းတော်တော်ကြီးပါတယ်နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ကအမိန်ပေးထားတယ်ဆိုတော့လေဒါမလို့လည်းမရဘူးပေါ့နော်အဲအဲ့ရရဲ့အဓိက root cause ကတော့ဘာလဲဆိုရင်တော့လိုင်စင်ကမ်းနဲ့ဝတ်တော့ကမ်းနဲ့ကဈေးကွာလုံးလို့ဖြစ်တာပေါ့ဗျာပြီးတော့လေဝတ်တော့ကတင်သွင်းလာတဲ့ဒါဥရိစုမှုနေပါတဲ့နေဇတိတာတွေကိုမပိတ်ဆို့နိုင်လို့ပေါ့ဗျာဒါအဓိကချက်တွေပါပဲ။ နောက်တစ်ခုတော့ဗာလဲဆိုရင်ဝိတောက်ကစတာဥရီနဲ့မညညွတ်ဘူးဆိုတာကိုလူတိုင်းသိတယ်။ဒါမှမဟုတ်အဲ့ဒီမညညွတ်တဲ့ဟာကိုပဲလုပ်နေတာကျွန်တော်တို့ကဟို family ဖြစ်နေပြီ second nature ဖြစ်နေပြီ။ဒါကြောင့်မလို့ပေါ့။ပြီးတော့လေဟိုလူကြီးပြောမှပဲလောက်တာလေ။ငကိုလေးကဖမ်းရမယ်မဖမ်းမှဖမ်းတာကိုဒီသဘောလေးရှိပါတယ်။အကြံလို့လေဝိတောက်ကစရတူတွေကသူက second nature ကိုဖြစ်နေကြပါပြီ။အဲ့တော့ဝိတောက်ကကဘာကြောင့်ဒီလိုစီးရတယ်လဲဆိုတော့ license ကနဲ့ဈေးကွာလုံးလို့ပေါ့ဗျာ။ license က ဟိုတိတ်တထောင်ဆိုလို့ရှိရင်ဝတ်တော့က350တရားလောက်နဲ့ရတာပေါ့အဲ့တော့လည်းစီးကြတာပေါ့နော်အဲ့တော့ကျွန်တော်တို့2021ခုနှစ်ကိုတံပြောင်းကြည့်ကြမယ်ဆိုလို့ရှိရင်ဒီမစီအတွင်ကူပြောင်းစက်ဦးသိဆင်စိုးကလက်ထက်မှာမော်တော်ကားတွေကိုစပြီးတင်သွင်းနေပေးတယ်ဗျတယ်လီဖုန်းတွေကိုစပြီးတော့မှလက်ကင်ဖုန်းတွေကိုစပြီးတော့ပေါ်ပေါ်များများထုတ်ပေးလိုက်တယ်အဲ့တော့အဲ့ဒီကားတွေတင်သွင်းမယ်ဆိုတဲ့ချိန်တုန်းကလည်း စီဝါကူတန်းဝင်ကြီးကဥက္ကဋ္ဌပြကျွန်တော်ကတော့နိုင်ငံခြားရေးမှာဒုဝင်ကြီးပဲရှိသေးတယ်အဖွဲ့ဝင်ပေါ့နော်ပြည်သားဒုဝင်ကြီးပါတယ်ပညာရေးဒုဝင်ကြီးပါတယ်စီဝါကူတန်းဒုဝင်ကြီးပါတယ်ဂျန်နေဆန်ဆန်ရတွေပါတယ်ပြအစည်းအဝေးလုပ်ကြတယ်လုပ်ကြတဲ့ခါကျတော့အစည်းအဝေးမှာဥတည်ဆွေးနွေးတာက၄နှစ်လိတ်ဖြစ်တဲ့ဂျပန်ယူစကားကိုပဲတင်သွင်းပေးပေးမယ်အဲ့ဒါဆိုလို့အဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တော့တင်သွင်းခင်မပေးဘူးဆိုတော့စပြီးဥတည်ဆွေးနွေးတာပေါ့ကျွန်တော်လက်မခံဘူးလို့ဘာကြောင့်လက်မခံဘူးလဲဆိုတော့၄နှစ်လိတ်ဆိုတာကနောက်ဆုံးမိတ်လိတ်တက်စကားနဲ့ဆိုလို့ရှိရင်ဇီယာသိမ့်မခွာဘူးဗျာ ဒီဘက်မှာဆယ်နှစ်တော့လေးဖြစ်တဲ့ခါကျမှဈေးကတော်တော်ကျသွားတာဒါမှကျွန်တော်တို့ဝယ်စည်းတဲ့မြန်မာနိုင်ငံသားတွေဈေးချုံပါလေတော့ကျွန်တော်ကန့်ခွက်တယ်အဲဒီလူတွေကလည်းဒီလိုလား latest ဖြစ်တဲ့ဆယ်နှစ်နဲ့20ကားလေးတွင်သိလို့ရှိရင်မြန်မာနိုင်ငံကဒီတန်တူတန်စားအပူကြီးဖြစ်သွားမယ်ပါညာလည်းကြီးကျယ်ကြီးဆွေးနွေးတာပေါ့ဗျာအဲ့တော့ကျွန်တော်မှတ်မိသေးတယ်ကျွန်တော်ပြောလိုက်တယ်အဲ့လိုဆွေးနွေးရတဲ့ဒုဝင်ကြီးကိုခင်ဗျားရှိတဲ့ကဟိုလေဘယ်လောက်လဲလို့ပြောလိုက်တယ် သူစီရကတော့မှဘိုရ2000နဲ့နေနေကောင်စီးပြီးတော့မှတခါတည်းဟိုပြည်သူတွေကြတော့ဘာဖြစ်လဲညာဖြစ်တော့ကျွန်တော်ကြည့်မရတော့ကျွန်တော်အဲ့လိုပဲဟိုကချစ်ချစ်ပြောလိုက်တာပေါ့ဗျာနောက်ဆုံးမေ့တော့ကျွန်တော်ဝုန်းနာများတော့အစီအွေးရပြတ်သွားတော့ပြတ်သွားပြီးတော့မှအစီအွေးကိုခဏနာပြီးတော့မှဒါသူဝင်းကြီးဦးဝင်းမြင့်ကြီးကတမလာကြီးသွားတင်ပြတယ်တမလာကြီးကလည်းကိုမမေပြောသလိုပဲကွာ၄နှစ်လိမ့်တော့မလုပ်ပါနဲ့၁၀နှစ်လိမ့်ပဲလုပ်လိုက်ပါတော့ဆိုတော့မှ၁၀နှစ်လိမ့်တင်သွင်းတာဒါမှမဟုတ်ကားစီဈေးချူတာပါဒါမှမဟုတ်အခုလဲကျွန်တော်တို့ကဒါလေးကိုပြန်ပြီးတော့မှစဉ်းစားပြီးကျွန်တော်ဟိုမေးကြတယ်ဗျာเนาะကျွန်တော် အချို့နိုင်ငံစိတ်ဝင်စားတဲ့လူတွေကမေးတယ်။ဘာမေးလို့ဆိုတော့ NLD ဘာလို့ကြတာလဲပေါ့ညာ။ဒီဒီမေးခွန်းကိုသူကမေးတယ်။ဥစဉ်ဝင်အမြင်လေးပြောပြပါပေါ့။ဆိုကျွန်တော်မြင်တာတုံးချက်ပါပဲ။နော်။နံပါတ်1ကဒီအမကြီးဒေါ်ဆန်းစုကြည်ကမိမိရဲ့ပါတီပါတီရဲ့စီမံကြီးကြပ်ထိန်းချုပ်မှု အားနေတာပေါ့ညာ။ဒါနံပါတ်1။နံပါတ်2ကတော့ဒီပါတီမှာ ဂိုင်းကနအုပ်စုတွေဖွဲ့ပြီးတော့တိတ်တိတ်လေးဆောင်ရွက်နေကြတာတွေ့တွေ့ရတယ်ဗျဒါနံပါတ်နှစ်နံပါတ်၃ကတော့ဒီဒီလူတော်လူကောင်းလူမှန်တွေကိုနေရာမပေးဘူးပေါ့ဗျာเนาะဒါဒါဒီဒီ၃ချက်ပါပဲเนาะအဲ့တော့လူတော်လူကောင်းလူမှန်တွေကိုနေရာမပေးဘူးအဲအဲ့နေရာမပေးအောင်သူကလည်းဟိုဖြုတ်ဟိုပါပေါ့အကြောင်းကြောင်းနေတယ်သူကလည်းတွေ့ကပ်ပြီးချိတ်ချတာပေါ့ဗျာเนาะအဲ့ဒါတော့တွေ့ရတယ် နော်အဲ့လားပါပဲဒီသုံးချက်ပါပဲအဲ့တော့အမကြီးဒေါ်စန်းစုကြည်ရဲ့ဒီပါတီနဲ့ပတ်သက်လို့စီမံခန့်ခွဲအုပ်ချုပ်မှုမှာအာမရဒီအောက်ချင်းနဲ့ဆွဲထားတဲ့ခါကြတော့တချို့ကိစ္စတွေကအမှန်တမ်းမသိနော်ဥပမာကျွန်တော်ဘာကြောင့်ထွက်ရတယ်ကျွန်တော် NDT ကဘာကြောင့်ထွက်ရတယ်ဆိုတာအမကြီးသူ့ရှိရောက်တဲ့တည်းကအမှန်တမ်းမဖြစ်ဘူးဆိုလိုရင်းတဲ့တော့ကျွန်တော်ကဘာကြောင့်ထွက်ရလဲဆိုရင်အမကြီးပြောတဲ့ ဥရီထဲမှာဘယ်သူမှမရှိရဘူးလို့သူပြောထားတဲ့အတွက်အဲ့ဥရီထဲမှာဘယ်သူမှမရှိရဘူးဆိုတဲ့စကားလုံးကိုကျွန်တော်ကမူဝင်လွတ်တော်မှာလုပ်ငန်းရှင်တွေကိုကျွန်တော်ကောက်တရားဆွဲလိုက်ကျွန်တော်ရဲ့ဒီလက်မအတုအတုထိုးမှုเนี่ยပတ်သက်လို့ကျွန်တော်ဆွဲတာအဲ့ဒါကိုဒီဆွဲရမလားဆိုပြီးတော့အတွင်းမူအဖွဲ့ကကျွန်တော်ဟိုလောက်တာအမှန်တော့ဟိုတကယ်လို့မဆွဲရဒီပါတီရဲ့မူဝါဒပါတီရဲ့ သွားမဲ့လမ်းကြောင်းနဲ့အဲအခုတိရှိတယ်ဆိုရင်ကျွန်တော်တေချာရှင်းပြရမယ်လေကျွန်တော်ခေါ်ယူရှင်းပြရမယ်နော်အဲဒါပေမဲ့ကျွန်တော်ကအာအဲ့ဒါဆိုရင်မဆွဲရဘူးဆိုလဲဟုတ်ပြီကျွန်တော်မဆွဲဘူးပေါ့မဆွဲဘူးသို့တော်ကျွန်တော်ကတော့ဒီပါတီရဲ့လမ်းညွှန်ချက်လေးရောထုတ်ပေးပါပေါ့အဲကျွန်တော်ဒါလေးကျွန်တော်ပြည်သူချပြမှာမဟုတ်ပါဘူးပေါ့ကျွန်တော်ဒီဟာလေးနဲ့ပတ်သက်လို့ကျွန်တော်ပါတီရဲ့လမ်းညွှန်မှုတိုင်လောက်အောင်ပါဆိုကျွန်တော်မဆွဲဘဲပြန်ရုပ်သိမ်းပါပေါ့ ဒီသဘောထားမျိုးတွေဖြစ်ရမှာလေအဲ့လိုမျိုးပဲ ਨੇ တကားလေကျွန်တော်ပြုတ်သွားမှာပြောတော့ကျွန်တော်အကျင့်တထောင်ဖြုတ်လိုက်လို့ကျွန်တော်အဲ့စကားပြောတာအကျင့်တထောင်တော့ဒီပကံကြောင်ဥပမာဆိုလဲအကျံဖတ်တည်းရနော်အကျံဖတ်သွားပြီသူတို့အကျံဖတ်တာလူတွေကအစုလိုက်ပြောင်းလိုက်ပဲနော်လူ9ယောက်တည်တယ်6ယောက်ဒဏ်ရရတယ်လို့ လိုဈာတိယဘုရားဈာတိယဒီကံကာဆိုတာလေပကံမျိုးကနေထွက်သွားရင်မျိုးထွက်ပဲဒီပကံနဲ့6ညောင်ဥပကံ6သွားတဲ့လမ်းမရဲ့ဘေးတွင်ပဲရွာကြီးပဲเนาะရွာကြီးအဲရွာကြီးမှာဒါတော့ဘာသာရေးရပေါ်ပြလူတွေကတော့ပထမတရားပွဲလုပ်ဖို့လူငွေတွေလည်းမသွားတယ်เนาะလူတွေတတ်တယ်လူငွေဈာတိယကတော့30ကျော်ကျော်လောက်ပါသွားတယ်လူဈာတိယအဲ့လိုမျိုးပေါ့เนาะ ဒါတော်ဆိုးတာတော်ဆိုးတာပါကျွန်တော်အရင်ကပြောခဲ့ဘူးသလိုပဲဆယောက်ပေါင်းလို့6တန်းပေါအောင်တဲ့ကောင်တွေလက်ထဲမှာတနက်ရှိသွားတဲ့အခါကျတော့စင်စာတွေးခေါ်နိုင်တဲ့ချင့်ချိန်နိုင်စွာဉာဏ်ပညာတွေမှမရှိဘဲဟိုတနက်ရှိတဲ့အခါကျရင်လက်နက်နဲ့နိုင်ကျင့်ပါဒါတွေကိုလည်းလူလူတွေကနော်စစ်ခေါ်တဲ့လူလူတွေကလည်းရှိသေးတယ်ပြကျွန်တော်အံ့ဩလို့မစိုးဒီစစ်တွေကိုခေါ်ထားတာပေါ့နော် တကယ်စစ်ဖြစ်ရင်ဒုက္ခရောက်မှာသိကြည်ပျက်စီးကြမှာခင်ဗျားတို့ပြည်သူတွေပဲအဲ့ဒါကိုမြင်းမြတ်မှတ်တာနီးတာစိတ်နာမရှိဘူးနော်အကျန့်ဖက်ကအကျန့်ဖက်လောက်ရတယ်ပဲလုံနေပါပဲဟင်ဘယ်တော့တောင်ရက်ဆက်တနက်ရှိရင်ဒီကောင်ကြီးကမြောက်ကြောမြောက်ကြောနဲ့ဒီလိုပဲဓမြတိုက်စားမယ်ကိုရီးယားလည်းဒီလိုပါပဲဓမြတိုက်လူရက်စားတောက်နေတဲ့ကောင်ကြီး တနတ်တီရှိတာပုံဆိုးတော့ဗောလာနော်ဘာနိုင်ငံရေးမှမဟုတ်လှုပ်ရှားခြင်းလို့တနတ်ကိုင်းလည်းကောင်းဘာပြည်သူအတွက်မှမဟုတ်ဟင်ကိုကျိုးစီးပွားရှာလည်းကောင်းဒီလက်နက်ကိုင်းတောင်းချမ်းသူအကုန်လုံးပဲနော်တော်ဆိုးရပြီးတဲ့ခါကျရင်ဒီဗောဟိုဟာဗောကျွန်တော်တို့ဒီဝက်တော့ကိစ္စတွေဗောကာဝက်တော့ဆိုစိုက်တယ်ဝက်တော့ဝက်တော့တွေဆိုတာလည်း ကျွန်တော်နိုင်ငံရေးခင်ကျင်27မှာမှာ2027ထဲမှာမှာတော်တော်လေးကိုဝင်ကြပါတယ်နော်အဓိကလမ်းကြောင်းတွေကဒီမြောက်ရီဘက်ကဝင်တယ်မြောက်ရီကော့ဂရိတ်လမ်းကြောင်းပေါ့နော်ကော့ဂရိတ်မှာဆိုလက်ဒီမှာဂိတ်ကြီးတွေပူပေါင်းဂိတ်တွေရှိတာပဲအများကြီးပဲနိုင်ငံရေးခင်ကျင်စဖြစ်တော့ KNU DKB အများကြီး BG ရဲ့အဲ့မှာကအဖွဲ့အဖွဲ့ဆောင်ရှိတယ်နော်စစ်တပ်အကုန်လုံးအဲ့မှာပူပေါင်းဂိတ်တွေရှိတယ် အဲ့ခိတ္တိယာနေဖြက်ရတာခိတ္တိဖြက်ရင်ပစ္စံပေးပေးပြီးဖြက်ပြီးတော့ပြီမာလဲဟိုရောက်လာကြတာပဲဒီဝက်တော့ကားတွေရအဲ့2021လောက်တော့ဆိုကျွန်တော်တိတလောက်ဆိုရင်ဒီလန်နေမှလန်ခရုစာတွေမှ30 40ဝင်ကြင်ပဲရှိတာဒါ2000အထက်မော်ဒယ်လေးနော်30ပဲရှိတယ်အာဖအန်တို့ဒီမြဝတီတို့ကွန်ကရစ်တို့ဒီလိုပေါ်ပြစီစီနေကြတာပေါ့တို့ရောဝက်တော့တွေပဲစီကြတာမြို့ပေါ်တက်လာရင်လား license ကားတွေ တုံးကြတာပေါ့သူတို့နေမှာတော့ဒါကြီးပဲရှိတယ်နောက်တစ်ခုကတာချီလေးကျွန်တော်တို့ဘက်ကလည်းဝင်တယ်ဝက်တော့လမ်းကြောင်းနေရှိတယ်နောက်တစ်ခါမူဆယ်ဘက်လမ်းကြောင်းနေဒီဝက်တော့လမ်းကြောင်းနေရဝက်တော့ကားကြီးကန်းချပြီးဟော်ပြီးတက်လာပြီးဆိုဂိတ်ကကောင်တွေကတန်းတည်တယ်အာဒီကောင်တော့ဝက်တော့တန်းတည်ပြီမဲ့အာဂီပဲယူလာတယ်တည်တယ်ကြော်လို့မရဘူးပတ်စံပြီးပြီးတော့ဖြည့်ရတာပဲဟုတ်အရင်ကဆိုဒီလိုပဲကားတွေဝက်တော့ကားတွေ ကယ်ရီလုံနေတဲ့ကောင်တွေတပုတ်ကြီး၁၀သိန်းစား၁၅သိန်းစားအဲ့လိုမျိုးပေါ့လုံကြရအောင်အဓိကတော့အဝင်အထွက်တွေမှာဖမ်းလိုက်ရင်ပြီးပါလေကဝတ်တော့တယ်နော်နေဆက်ဒေတာတွေမှာတော့ကောက်စီပေါ်ပေါ်နဲ့စီးကြရတာပေါ့ဗျာနော်မတ်တူးတွေဆိုလည်းအရင်တော့ဆို15 20ပဲရှိတယ်ရွှေငါးတယ်နော်စိုက်ကနက်တွေ 40 45ဒီလောက်ပဲတီးထက်အောင်မပူဘူးဗျာဝက်တော့ဒီအကားအကောင်းကြီးစီစီဒါပေမဲ့ကျွန်တော်တို့မြို့မှာပြီးမှမှကြတော့ကားတွေကရန်စီကြီးတယ်အဲ့တော့တချို့တချို့ဆိုတာတော်တော်များပါတယ်တချို့ဆိုတာတော်တော်များပါတယ်နော်ဝန်ထမ်းတွေလည်းရှိတယ်တထည့်လည်းရှိတာပေါ့ဒီလိုပဲကားတွေပွားစီးကြတာရှိတာပေါ့တရားတွေကအထက်ကလမ်းကြောင်းကိုပိတ်ဆို့ဖြတ်တောက်ပြီးတော့ ဖမ်းဆီးတိုင်းပြီမာတဲ့ဒီရောက်စရာအကြောင်းရှိဘူးပြအဓိကဝင်တဲ့လမ်းကြောင်းနေကိုဖမ်းဆီးဖို့ပဲလိုတာပါဒါလေးကိုပြောချင်တယ်ဗျာစိတ်မကောင်းစရာတော့ဒီတတော်ကပဲအကြံဖတ်တယ်လှုပ်ရက်တယ်ပေါ့နော်ဒီကောင်တွေကဘာသာရေးအသိလည်းမရှိတော့ဘူးတရားသံကြားရင်သူတို့နားတဲ့ဟိုတန်ဘူးကြီးလောင်းနေတယ်လို့ဒီလိုမျိုးသူတို့ခံစားနေတာဒါသူတို့ရဲ့မကောင်းတဲ့အကျိုးဆက်တွေခံစားရတာပဲဒါကြောင့် နှောင့်ယှက်ဖြတ်စည်းကြရလို့ပဲမြင်ပါတယ်။ကိုလုတ်တဲ့ကံကောင်းမှုမကောင်းမှုဆိုတာကိုပဲပြန်ခံစားရမှာဆိုတဲ့အကြောင်းလေးဒါပြောပြခြင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။